ောက်မိကွန်းတစ်ခုကတော့ဟိုပြီးခဲ့တဲ့အပတ်ကနေဆက်ဆက်မိကွန်းပါဆရာအာပြီးခဲ့တဲ့အပတ်ကအာဒေဆုံးသွားတဲ့လူကိုအမြောက်ဝေခြင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြရတယ်ပေါ့နော်အဲ့ဒီမှာအာကျွန်မတစ်ခုသေချာသိချင်တာဒေဆုံးသွားတဲ့လူဒီအမ်တနိုင်ငံစီဖြစ်နေအရှိနဲ့အနောက်ကဘာကြီးရဲ့အရှိရဲ့အရှိနဲ့အနောက်ဖြစ်နေတယ် အဲဒီဆုံးတဲ့လူကလည်းအအမြဝေရင်ဟိုတာဓုခေါ်နိုင်တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့အမြဝေတာဟိုကဘာရဲ့အရှိနဲ့အနောက်ဖြစ်နေတယ်ဆိုရင်အဲကိုဝေတဲ့ကုသိုလ်ကြားနိုင်မရနိုင်အဲ့ဒီဟာလေးသိချင်လို့ပါရအောင်ဘလို့နေနဲ့အဲ မျှဝေတင်လဲဆိုတာလည်းသိချင်လို့ပါခင်ဗျ Goodbye ရဲ့အရှင်းနဲ့အနောင်ဆိုတဲ့ဟာပြောပြပြပါဦးအော်တည်ဆုံးသွားတဲ့လူကအရှိအရှိအကဘာဟိုဒါကတော့ဥပမာဆိုဗမာပြည်မှာဖြစ်ပြီးတော့ဟိုကအာ North America မှာဖြစ်နေတယ်ဆိုရင်အဲ့ဒါကိုပြောတာပါခင်ဗျအော်တော်ပေါ့ပြီဒါဆို တခြားကဘာမှာတခြားကဘာမှာတခြားနိုင်ငံမှာတခြားနိုင်ငံမှာဖြစ်နေတယ်။အော်တခြားနိုင်ငံအော်ဟုတ်တယ်အဲ့ဒါမတူဘူးပေါ့။တခြားကဘာဆိုရင်တော့အဲ့ဒါတော့တခြားနိုင်ငံအော်ဇီယကံပါတယ်ကျွန်တော်ကတော့ထင်တယ်အာရှားကဘာဆိုရင်တော့ရမလာပေါ့နော်။အာဖြစ်တော့ဖြစ်နိုင်ပါတယ်ဖြစ်တော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ မုဂုတ်ဆရာတော်ဖျံကြီးစာအုပ်မှာထူခြားချက်တခုတွေ့ရပါတယ်။ဘာတွေ့ရတာလဲဆိုတော့မုဂုတ်ဆရာတော်ဖျံကြီးကမိန်တော်မူတဲ့မိန်တော်မူတဲ့အတိုင်းကဘာကြီးသွားပြီးတော့ကဘာပြည့်စည်သွားပြီးတော့တချို့တတဝါတွေက အထက်မြန်မာဘုံတွေမှာဘဝရလိမ့်မယ်။ဓမ္မတချို့တတဝါတွေကအထက်မြန်မာဘုံမှာရလိုက်ပြီးတော့ ပြပါပြည့်စည်သွားပြီးရင်ပြည့်စည်သွားနေတဲ့အခါမှာမရှိတော့တဲ့အခါမှာအထက်ဗမာဘုံမှာနေမယ်ဆိုပြီးတော့အစ်စ်ကဘာဖြစ်ပေါ်လာတဲ့အထိအဲ့ဒီမှာစောင့်နေမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့သူတို့ကတခြားကဘာမှာဒါဆိုတခြားစကြဝဠာမှာပေါ့နော်ဘဝရမယ်ဆိုတဲ့ဟာမိုဂိုဆယ်တော်ဖျားကြီးရဲ့စာအုပ်တော်မှာတော့တွေ့ရပါတယ်စာပေမှာတော့မတွေ့ရပါဘူး အဲ့တော့ဒီကိစ္စကိုဒီကိစ္စကဘယ်ကနေစရတာလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကစိတ်ဝင်စားပါတယ်အဲကျွန်တော်တို့ရေးစားပေးမှာဆိုလို့ရှိရင်ဒီတတဝါတွေကကဘာပစ္စည်းတော့မဲ့အခါမှာသူတို့ကတခါတဲ့အကောင်လုံးငရေတရိစံအာအာပြီးတော့ပြေတာပုံတွေမှာအ လူတွေဖြစ်သွားမလားဆိုတဲ့ဟာအဲ့လိုအတိအကျတော့မပြောပြထားပေမဲ့လူပုံမှာဆိုရင်တော့နတားကြီးသွားပြီးတော့ငိုနေရင်းနဲ့လူတွေကိုမေတ္တာထားဖို့မိဘတွေကိုလေးစားဖို့နှိုးဆော်ပေးလိုက်တယ်အဲ့ဒီလူတွေကပြီးတော့မေတ္တာထားလိုက်ပြီးတော့အာမိဘတွေကိုလေးစားလိုက်ပြီးတော့နောက်ဘဝမှာအမ်နတားတွေဖြစ်တယ် နပီမာနတာလီတွေဖြစ်သွားပြီးတော့အဲ့ဒီမှာကတိုင်းတရားအထုတ်တယ်။သမထာအထုတ်တယ်။ကတိုင်းတရားအထုတ်လိုက်ပြီးတော့ဇန်တွေရောက်ရပြီးတော့သူတို့ကနောက်ဘဝမှာဗျမ္မာဘုံမှာဘဝရကြပါတယ်။အဲ့တော့ဗျမ္မာဘုံမှာဘဝရကြပြီးရင်အဲ့ဒီအခါလောက်မှာကဘာပြည့်စည်သွားတယ်။ကဘာကပြည့်စည်သွားပြီးရင်သူတို့အတွက်ဘာကိစ္စမှမရှိဘူးဆိုတော့ သူတို့ကဒီပြမာဘုံမှာရှိနေတယ်အဲ့ဒီပြမာဘုံကမပြည့်စည်သွားဘူးအဲ့တော့တဖြည်းဖြည်းချင်းကဘာကလောမောပြည့်စည်သွားပြီးတော့မရှိတော့တဲ့အခါမှာလဲသူတို့ကအဲ့ဒီပြမာဘုံမှာရှိသေးတယ်ပြီးရင်နောက်မှအစ်စ်ကဘာကဖြစ်ပေါ်လာတယ်အစ်စ်ကဘာကဖြစ်ပေါ်လာပြီးရင်သူတို့ကအဲ့ဒီပြမာဘုံမှာအာဘဝပြီးသွားပြီးရင်အဲ့ဒီဖြစ်ပေါ်လာတဲ့အစ်စ်ကဘာမှာသူတို့က ဘဝပြန်ရကြပါတယ်။ဒါဆိုတခြားစကြဝဠာမလို့တော့ဒါဆိုဒါကျွန်တော်တို့ရဲ့ပါဠိစာပေမှာ ရှင်းပြချက်။ဒါပေမဲ့မဂုတ်ဆေတော်ဖရာကြီး ਨੇ နောက်ထပ်တခြားဆရာတော်ဘယ်ဆရာတော်လဲ။အဲဒီဆရာတော်အဲဒီဆရာတော်က အဲ့ဒါတော့ကျွန်တော်ကရှားပြလို့လို့ရပါတယ်ခဏလေးပေါ့ရှားပြမယ် ဒီမှာတက်ချာတောင်စီရတော်တက်ချာတောင်စီရတော်တဲ့သူဓမ္မဝတိပန္တိတဝေဒနီယနော်ပန္တိတဝေဒနီယချံပန္တိတဝေဒနီယဒီပနီချံတက်ချာတောင်စီရတော်အရှင်တိလောကမထေရ ဒါဆိုဒီစာအုပ်နော်အုပ်ပေါ်မကုတ်ဆရာတော်ဖရန်ကြီးမှာပရိသတ်သမုပ္ပဆိုတဲ့စာအုပ်နဲ့ဒီတေချတောင်ဆရာတော်အရှင်တိလောကမာထေရဲ့ပန္တိတဝေဒနီယံကျမ်းမှာတွေ့ရပါတယ်ဒီစာအုပ်နော်အုံးလုံးကတော်တော်ဟောင်းတယ်နော်အဲနေတရားလားတရားကြော်လောက်လားအဲ့တော့ ဒီစာအုပ်တွေမှာတော့ဆရာတော်တွေကယုံကြည်တဲ့သတ္တဝါတွေကကဘာဖြစ်သွားပြီးရင်ဒီဗျာမာပေါင်းမှာဘဝမရဘူးဆိုရင်တော့တခြားစကြဝဠာမှာဘဝရနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ကစာပေမှာအဲ့လို um ဆွေမျိုးတွေကိုမေတ္တာပို့မယ်ဆိုလို့ရှိရင်ဆွေမျိုးတွေကိုအဲ့ဒီကတော့အမြဝေးမယ်ဆိုလို့ရှိရင်အဲ့ဒီအခါမှာ ဲ့ဒီအခါမှာဒီကဘာမှာဒီစချိုလာမှာရှိတဲ့ဆွေမျိုးတွေညာတီတွေပဲတွေ့ရပါတယ်ဆိုပါစို့ဘိမိတရာမင်းကြီးဘိမိတရာမင်းကြီးကအမြဝေတဲ့အခါမှာအမ်အဲ့ဒီဆွေမျိုးတွေကိုအဲ့ဒီပြိတာတွေကိုသူကမြင်နေရပါတယ်မြင်နေရတဲ့ဆိုတဲ့ဟာသူတို့ကအနီးအနားမှာလာလို့ပေါ့ ဘယ်လိုမြင်နေရတာလဲဆိုတာမြတ်စွာဘုရားရဲ့ HD ကိုကြောင်းမိမိတာရာမင်းကြီးကအဲ့ဒီ data တွေကိုမြင်ရပါတယ်။ကြေတော့မြတ်စွာဘုရားက HD ကိုဖြင့်မပြခဲ့ဘူးဆိုရင်မိမိတာရာမင်းကြီးကလည်း data တွေကိုမမြင်ရပါဘူး။အဲ့ဒီအခါမှာမိမိတာရာမင်းကြီးကမြတ်စွာဘုရားကို ဆုံးကပ်ပြီးရင်ကံနေတဲ့အခါမှာတကယ်တော့ကံနေတဲ့အခါမှာအများဝေးပါတယ် ရှင်ဖေရတဲ့ဒါလီကကျွန်တော်ရဲ့တပီတော်ရဲ့အာကွမ်းလွန်သွားတဲ့ဆွေမျိုးညာတီတွေအတွက်ဖြစ်ပါစေဖေရတဲ့အဲ့လိုကန့်နေတဲ့အခါမှာအဲ့လိုဒေဒီချာချာဆူတောင်းတဲ့အခါမှာအာမြတ်စွာဘုရားကသူ့ကိုပြတယ်ဒေတာတွေကအနိနာမှာအများကြီးဆူဝေးလိုက်ပြီးတော့သူတို့က ဒီလူ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 ချင်းတခါတဲ့အမှန်ချမ်းသာလိုက်တာဆိုတာမိမိတရားမင်းကြီးကကိုယ်တိုင်မြင်နေရပါတယ်အဲ့လိုဆိုကျွန်တော်ကယုံကြည်တယ်ကျွန်တော်ကအမြတ်ဝေမဲဆိုလို့ရှိရင်အဲ့ဒီအလူကိုရထားတဲ့ data တွေကနတ်သားတွေကဒီစကြဝဠာမှာ အခုရှိနေတဲ့ data နတ်သားတွေပဲ ဖြစ်ရမယ်တခြားစကြဝဠာမှာဘဝရခဲ့တဲ့ဆိုရင်နေရာတော့ပါဘူးဆိုတဲ့ဟာတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်အဲတော့အကျွန်တော်တို့ကအဲ့လိုဆိုတခြားနိုင်ငံတွေမှာအမျှဝေပေးမယ်ဆိုရင်တော့တခြားနိုင်ငံတွေမှာအသူတို့ကဝေးပေးမယ်စိတ်ကအဲ့လိုမဟုတ်ပါဘူးစိတ်ကပိုဆွမ်းပါတယ်အဲ့လိုဆိုကျွန်တော်တို့ကနေရာ တာမောင်းအဝီအခွာအဝီအနေနဲ့အဲ့လိုမစင်စားတတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ကအမှန်တန်စွန်းတယ်စိတ်ဖြင့်အကျွန်တော်တို့ကအမ်ဘယ်ဟာမစိုးစင်စားလို့ရတယ်ပေါ့အခုအမေရိကန်မှာရှိနေတဲ့အခါမှာကျွန်တော်တို့ကအိန္ဒိယမှာရှိနေတဲ့ဟာကိုစင်စားလို့ရတယ်လေအဲ့ဒီကိုရမယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာဖြစ်နေတဲ့ဟာတခါတည်းသိနိုင်ပါတယ် um la la menji ပေါ်မှာဖြစ်နေတဲ့ဟာတွေလဲကျွန်တော်တို့ကစဉ်းစားလို့ရတယ်ပေါ့သိနိုင်တယ်ပေါ့ uh mars ဆိုတဲ့ joker ပါမှာလဲဖြစ်နေတဲ့ဟာကိုရောကျွန်တော်တို့က80တကိုရထားပြီဆိုရင်သိနိုင်တယ်ပေါ့နေမန်ကြီးမှာရှိနေတဲ့ဟာကိုရောကျွန်တော်တို့က80တကိုရထားပြီရင် ဘာတွေဖြစ်နေလဲဘယ်လိုဖြစ်နေလဲဆိုတဲ့ဟာကျွန်တော်တို့ကသိနိုင်တယ်ပေါ့အဲ့လို့ဆိုကျွန်တော်တို့ကစိတ်ရဲ့သဘောတရားကိုအလေးထားမှဆိုရင်အဓိကထားမှဆိုရင်ဒီအကွာအဝေးလေးတွေကဘာအဟအတားမှမဖြစ်တော့ပါဘူးကျွန်တော်တို့ကအာကွာလုံးသွားတဲ့ဆွေမျိုးညာတီတွေကို သူတို့ကဒီကဘာမှာဒီဂျိုးကဘာမှာစကြဝဠာမှာတောင်းဘယ်နည်းရောက်ရောက်ကျွန်တော်တို့ကစိတ်ဖြင့်စက်သွန်းလိုက်တယ်သူတို့ဘက်ကဒီအမ်ပရဒတူပစီဝင်တော့ဆိုတဲ့သူတပားမှာအဟလူထားသူတပားမှာအဟလူပုံမူတည်ပြီးအမ်အသက်ရှင်ရတဲ့ဤတာတွေဆိုပရဒတူပစီဝင်တော့ ဖြည့်သွားပြီဆိုလို့ရှိရင်သူတို့မှလည်းအဒီအလှူကိုရားနိုင်ချက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကပါရဒတ်တူပစီဝင်တော့ဆိုတဲ့ပြိတာအမျိုးမှာအမြင်နဲ့ရှိပါတယ်။သူတို့ကတကယ်တော့တခြားပုံစံဖြင့်နှိမ့်လို့မရဘူး။ကျွန်တော်တို့မှာပြိတာ၄မျိုးွက်ချတယ်။အဲ့ဒီ၄မျိုးမှာအဲတမျိုးကပါရဒတ်တူပစီဝင်တော့ဆိုတဲ့ပြိတာမျိုးဖြစ်ပါတယ်။ အဲ့တော့ဒီ parade to persevere ဆိုတဲ့ပါဠိစကားလုံးကိုကျွန်တော်တို့ကခွဲခြားလိုက်ပြီးတော့သေချာလေ့လာမယ်ဆိုရင်အထိပ္ပယ်က um သူတပါးရဲ့အလှပုံမူတည်ပြီးအသက်ရှင်ရာတက်ပြိတာဖြစ်တယ်တဲ့အဲ့လိုဆိုကျွန်တော်တို့ကဒီပြိတာတွေကိုစဉ်းစားလိုက်ပြီးတော့သူတို့ကိုအညာဝေးပေးလိုက်ပြီးတော့မြေတာထားမယ်ဆိုရင်သူတို့ကအဲ့ဒီအလှကိုရလိမ့်မယ် ဆိုအရာကမာယူခင်ရဲ့အမိအတွက်အဖြစ်ဖြစ်ပါသလားဖြစ်ပါတယ်ရည်ရွယ်ချင်ပါတယ်ဆရာ